အားလုံးမင်္ဂလာပါ UK Mastery Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion ပြည်သက်တွေအားလုံးမင်္ဂလာပါ Tottenham Hotspur တင်းကတော့သူတို့ရဲ့နီးပြအဖြစ်လက်ရှိမှာ Brentford ရဲ့နီးပြ Thomas Frank ကိုခေါ်ယူဖို့သဘောတူညီမှုရရှိတော့မှာဖြစ်တယ်ဆိုတော့ Spurs ကဒါ Ange Postecoglou ကိုယာဒုကထုတ်ပယ်ကလေးကနေသူတို့ရဲ့နီးပြအသစ်တွေစတင်ရှာဖွေလဲရှိတယ် Marco Silva တို့ Thomas Frank တို့ Adoni Iraola အပါအဝင် ထိတ်တန်းကြီးပြပြီးအားလုံးကိုစပါကတောက်လျှောက်လိုက်နေတယ်။အခုနောက်ဆုံးမှာတော့ Tottenham Hotspur က Frankfurt အသင်းရဲ့နီးပြ Thomas Frank ပေါ့လေ။ဂျမတ်လူမျိုးနီးပြကိုသဘောကျတဲ့အတွက်တောက်လျှောက်ချင်းကပ်ခဲ့တယ်။အဲ့ချင်းကပ်မှုကအခုနောက်ဆုံးမှာအဆင်ပြေသွားခဲ့ပြီးတော့အခုလက်ရှိမှာ Tottenham Hotspur အသင်းကဒါဘယ်လိုပြောမလဲဆိုတော့ဒီ Frankfurt အသင်းရဲ့ဒါဂျမတ်နီးပြကိုခေါ်ယူဖို့သဘောတူညီမှုရရှိတော့မှာဖြစ်တယ်။အခုကျွန်တော်တို့ကြားသိတဲ့အချိန်လေးရာ နီးပြဖြစ်သူရဲ့စပါရဲ့ဒန်နီယယ်လီဗီရဲ့၃ပွင့်ဆိုင်အားလုံးသဘောတူထားတဲ့ပြောင်းရွှေ့ကိစ္စကိုအမြန်ဆုံးဖြတ်ဖို့လုပ်နေတယ်ဆိုတော့ဒီနေရာမှာဒီလက်ရှိအနေထားအရကျွန်တော်ပြန်ကြည့်တဲ့အခါမှာ Thomas Frank ပေါ့လေဒီ Thomas Frank ရဲ့အခြေအနေပေါ့လေဒီ Thomas Frank ကိုဒါဒါအမှန်တိုင်းပြောရင် Tottenham ခေါ်တာတော့တော်တော်လေးသဘောကျတာပါဆိုဒီနီးပြကတကယ်အရေးသွေးရှိတဲ့နီးပြဖြစ်ပြီးတော့ဒါအသင်းကိုကောင်းကောင်းနိုင်နိုင်နေနေကင်တွယ်နိုင်တဲ့သူဖြစ်တယ် ဒါသူ့လက်ထက်မှာ Brandfood လို့အသင်းမျိုးတော်မှာတကယ်ကို solid ဖြစ်တဲ့အခြေအနေမျိုးထိစွမ်းဆောင်ထားပြီးတော့အခုလက်ရှိမှာတော့ Daniel Levy က Brandfood ကိုတရားဝင်ကြေညာပြီးတာနဲ့ရောချေးဝေစာချုပ်ပေးသွားဖို့ရှိကြောင်းဖော်ပြထားပါတယ်ဆိုတော့အခု Tottenham Hotspur အသင်းကသူတို့နီးပြတ်ပြစ်ဖြစ်မဲ့ Thomas Frank နဲ့သဘောတူညီမှုရရှိသွားပြီးရရှိသွားတဲ့ contract ရ3နှစ်စာချုပ်2028ခုနှစ်တိချုပ်မှာပါဆိုတော့3နှစ်စာချုပ်ဖြစ်မဲ့ဒါအပြင် နောက်ထပ်အပူတစ်နှစ်ထပ်တိုးခွင့်ရမယ်ဒါပေမဲ့အမှတ်တတ်မှတ်ချက်အနေနဲ့ဥရောပချန်ပီယံလိဝင်ခွင့်ရခဲ့မယ်ဆိုရင်အလိုလျောက်တက်တန်းထပ်တိုးခွင့်ဆိုပြီးတော့2028ထိချုပ်မယ်ပြီးတော့မှချန်ပီယံလိဝင်ခွင့်ရရင်နောက်ထပ်တစ်နှစ်ထပ်တိုးမယ်ဒီနေရာမှာဒန်နီယယ်လီဗီနဲ့ဒါဘရန်ဖို့အသင်းရဲ့တာဝန်ရှိသူတွေအားလုံးကသောမတ်ဖရန့်ရဲ့အပြောင်းရွှေ့ကိုနောက်ဆုံးဆွေးနွေးလျက်ရှိပြီးတော့နှစ်ဖက်ကြားသဘောတူညီမှုရရှိပြီလို့ဖော်ပြထားတယ် ဒီနေရာမှာ Thomas Frank ကို Tottenham Hotspur ကယောချင်းဝေစာချုပ်ပေါင်းစေတမ်းပေးရမယ်။ဘာကြောင့်လဲဆိုတော့ Brentford နဲ့ Thomas Frank ကြားယောချင်းဝေစာချုပ်စေတမ်းဖြစ်တဲ့ကြောင့် Thomas Frank ရဲ့အပြောင်းရွှေ့မှာ Spurs ကသူတို့နီးပြအတွက်စေတမ်းသုံးရမယ်။ဆိုတော့ဒါ Tottenham Hotspur အတင်းကသူနီးပြတော့ရတယ်။လက်စားထဲမှာ Spurs နီးပြတစ်ဖြစ်လာမယ် Thomas Frank ကသူရဲ့တပည့်ခေါင်းဖြစ်တဲ့ Brian Aguemo ကိုအတင်းကိုရအောင်ခေါ်ဖို့သူတောင်းဆိုထားတဲ့အတွက် ထော်တနာဟော့စ်ပါကမထင်မှတ်ပဲနဲ့ဘရိုင်အမ်ဘိုမိုကိုမန်ချက်စတာယူနိုက်တက်လက်ထက်ကကြားဖြတ်ခေါ်ယူသွားနိုင်ပွဲရှိတယ်။ဒါပေမဲ့ပြောင်းရွှေ့ခြေကတော့အခုလောလောဆယ်မှာတန်း60ပက်ကေ့ဖြစ်ပြီးတော့ထော်တနာအသေးအနေနဲ့ဒါတောမတ်ဖရန်ကဆယ်တန်း၊ဘရိုင်အမ်ဘိုမိုက60နဲ့90လောက်ထိ300ပွဲရှိတယ်။ဒါအခုလောလောဆယ်မှာဘရိုင်အမ်ဘိုမိုကိုတောမတ်ဖရန်ကလိုချင်နေတာဖြစ်တယ်။ဒီနေရာမှာထော်တနာကနောက်ထပ်ကစားမတယောက်က အန်ထွန်ဆမန်ယူပါဘုံမောက်တင်းရဲ့တောင်ပန်ကစားမကိုသူတို့သဘောကျတယ်ဘဲညာတောင်ပန်နှစ်ဖက်မှာကောင်းကောင်းကစားနိုင်ပြီးတော့ပြီးခဲ့တဲ့ရာသီဘုံမောက်မှာအကောင်းဆုံးဆွမ်းဆောင်ထားသူ ဖြစ်ပြီးတော့အန်ထွန်ဆမန်ယူကိုသဘောကျတယ်အခုတင်းကောင်းဆောင်ယွန်မင်ဆုံကကိုရီးယားကဒီဆော်ဒီအာရေဗျာကလပ်တွေနဲ့တည်င်းတွေထွက်နေတဲ့အချိန်မှာ လပ်ဖက်ကအခုလောလောဆယ်နေထားရတော့သူတို့ အပြောင်းလဲတွေအများကြီးလုပ်ဖို့ရှိတယ်လက်ရှိမှာတော့ဒါထော်နာဟော့စပါအသင်းကတော့အခု Crystal Palace ရဲ့တောင်ပန်ကစားမအစည်းကိုပါသဘောကျတယ်အစည်းဆိုရင်65တန်းရောချီစာချုပ်သဘောတူညီမှုရှိတယ်လက်ရှိမှာတော့ Spa ကနီးပြ Thomas Frank က ပေါင်ဆယ်တန်းရောချင်းငွေပေးပြီးနှစ်ဖက်ကြားသဘောတူညီမှုရပြီးမကြမီဒီပြတစ်ကိုကြီးညာနိုင်မှာဖြစ်ပြီးတော့ဒါ Brian Ambumo အပါဝင်ဒါ Spurs အသင်းအနေနဲ့ Antoine Sambanyo နဲ့ A0 ရဲ့ target တွေကိုစတင်လှုပ်ရှားတော့မှာပါအားလုံးကျေးဇူးတင်ပါတယ်